ဘုရားသခင်ဂျေဇုတော်ချီးမွမ်းပါလေ။ကျွန်တော်နှုတ်ကပတော်အဖြစ်သူတို့ကစင်ကြင်ခွန်အားယူဖို့ရန်အတွက်ရှင်ယကုတ်ဩဝါဒစာအခန်းကြီး9အပိုင်ငယ်9ထို့ကြောင့်ညီကိုတို့သခင်ဖျားကြွလာတော်မူသည့်တိုင်အောင်တီးခံလျက်စောင့်နေကြလော့။အကယ်၍လယ်လုတ်တော်သူသည်အရင်မိုးနောက်မိုးကိုရသည့်တိုင်အောင်အဖိုးထိုက်သောမြေအသီးကိုတီးခံလျက်စောင့်နေ၍မျောလင်းတတ်၏။ ကျွန်ဒီနှုတ်ကပတ်တော်မှာအပါကိုဖော်ပြလဲဆိုရင်တခင်ဖျားကြွလာတဲ့အတိုင်အောင်နဲ့တီးခံပြီးတော့စောင့်နေပါလဲလှုပ်တဲ့သူကတဲ့အရင်မိုးနောက်မိုးကိုရသည့်တိုင်အောင်နဲ့အဖိုးထိုက်သောမြေအသီးနှံကိုတဲ့တီးခံပြီးတော့စောင့်နေတယ်လဲလှုပ်တဲ့သူကမိုးမယွာမချင်းသူကတီးခံပြီးတော့စောင့်ဆိုင်တယ်အရင်မိုးနောက်မိုးကိုရပြီးတော့လဲလှုပ်ပြီးတော့အသီးနှံရဖို့ရန်အတွက်လဲသူကတီးခံပြီးတော့ မျောလင့်စောင့်ဆိုင်တယ်လို့တမချန်းစာမှာဖော်ပြပါတယ်ဒီလိုပါပဲတဲ့တခင်ဖေရကြွလာသည့်တိုင်အောင်တီးခံလေးစောင့်နေပါလို့တမချန်းစာကအသွန်သင်ပါတယ်တခင်ရှုပြန်ကြွလာတဲ့အချိန်ထိကိုကျွန်တော်ကမျောလင့်လေးစောင့်နေဖို့ဖြစ်တယ်ဘလို့စောင့်နေရမလဲဆိုရင်တော့တီးခံခြင်းစိတ်နဲ့စောင့်နေဖို့ဖြစ်ပါတယ်ဒီနောက်ကပါတော့ကိုချီခြင်းအပြင်တခင်ဖေရပြန်ကြွလာကန်နီးလေလေကျွန်တော်ဒုက္ခပြဿနာတွေတီးမခံနိုင်တော့အောင်အခက်ခဲတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ် အခုလိုအချိန်မျိုးမှာကျွန်တော်တီးမခံနိုင်အောင်ခက်ခဲမှုတွေကြက်တဲမှုတွေဒုက္ခတွေရင်ဆိုင်ရပါတယ်စိတ်ပိုင်းဆိုင်ရာမှာလည်းကျွန်တော်ဝမ်းနည်းမှုတွေကြည်ကွဲမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရပါတယ်သို့ရာတွင်တမချန်းစာက ဖော်ပြတယ်သခင်ဘုရားပြန်ကြွလာသည့်တိုင်အောင်နဲ့ဘလို့စောင့်နေရမလဲဆိုရင်တော့တီးခံလေစောင့်နေပါကျွန်တော်တို့ကတီးခံမယ်ဆိုရင်အရာရာမှာအောင်မြင်မှာဖြစ်ပါတယ်။ဆာရမဏတ်ကတော့ကျွန်တော်တို့ကိုတီးမခံနိုင်အောင်စိတ်မရှိအောင် ဖယားသခင်ပေါ်အပြစ်တင်အောင်ယုံကြည်ခြင်းကဲမဲ့သွားအောင်နှောက်ရှက်မှာဖြစ်ပါလေဘဝကြီးကိုခါသီးသွားအောင်ဘဝကြီးကို ဖြစ်တယ်လို့နေသွားအောင် စာတန်ကလှုပ်ဆောင်ပါလိမ့်မယ်တို့ရရင်သင်ကဖယားသခင်ကိုယုံကြည်ပြီးတော့ဖယားသခင်အကောင်းဆုံးပြင်ဆင်မယ်ဆိုတာကိုမျှော်လင့်ပြီးတော့တီးခံမယ်ဆိုရင်တွေ့ကြုံတဲ့ဒုက္ခဆင်းရဲခြင်းတွေပေါ်မှာဖယားကိုအပြစ်မတင်ဘဲနဲ့သင်ကနေ့ရက်တိုင်းမှာယုံကြည်ခြင်းနဲ့ကြော်ဖြတ်ပြီးတော့ဒုက္ခခက်ခဲတွေလောကရန်တရားတွေကိုတီးခံခြင်းနဲ့ကြော်ဖြတ်မယ်ဆိုရင်တော့ သင်ကအောင်မြင်မှာဖြစ်ပါလေ။ဒါကြောင့်မို့သင်ကြုံတွေ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေအတွက်စိတ်ပြတ်ဝမ်းနေခြင်းမရှိဘဲနဲ့ညှိတွားခြင်းပူဆွေးခြင်းဘဝကြီးကိုခါသီးသွားခြင်းမရှိဘဲနဲ့တီးခြံလျက်သင်ကကျော်ဖြတ်လိုက်ပါ။အဆုံးသတ်မှာဘုရားသခင်ကကောင်းချီးမင်္ဂလာပြင်ဆင်ထားပါလေ။ယောမောရောစာခန်းကြီးဆတ်နဲ့အပိုင်ငယ်ဆတ်နဲ့မှာဘလို့ဖော်ပြလဲဆိုရင်မျော်လင့်လျက်ဝမ်းမြောက်ကြလော။စင်ရဒုက္ခရောက်သောအခါတီးခံကြလော။စွတ်တောင်းပတနာပြုခြင်းအမှုကို အမြဲပြုကြလောလို့ဖော်ပြပါတယ်။ဘုရားသခင်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတော့ကိုသင်ကမျှော်လင့်ပြီးတော့ဝမ်းမြောက်လိုက်ပါ။ဘုရားသခင်ကတခါတည်းမှာမဖြစ်သေးတဲ့အရာကိုအခုဖြစ်နေတကယ်တော့ဖော်ပြပါတယ်။ဘုရားသခင်ကအကောင်းဆုံးပြင်ဆင်ထားတယ်။ဒါကြောင့်မို့သင်ကအခုတည်းကအဲ့ဒီဘုရားပြင်ဆင်ထားတဲ့အရာတွေကိုမျှော်လင့်ပြီးတော့ဝမ်းမြောက်တဖို့တမန်ကျမ်းစာကသုံးသင်ပါတယ်။ဒုက္ခရောက်တဲ့ကာလမှာတဲ့တီးခံမှာအခုလိုဒုက္ခရောက်တဲ့အချိန်ကာလမှာ င်စိတ်ပြတ်မတော်ပါနဲ့ဘဝကြီးကိုဖြစ်တယ်လို့မနေလိုက်ပါနဲ့ဘဝကြီးကိုခါသီးပြီးတော့အသက်မရှင်လိုက်ပါနဲ့စိတ်သက်မကြပါနဲ့တီးခံပြီးတော့ဒီအရာကိုရင်ဆိုင်ကြော်ဖြတ်လိုက်ပါဆုတောင်းပတနာပြုခြင်းအမှုကိုလည်းအမြဲပြုပါလို့တမန်ကျမ်းစာကတွင်တယ်ပါဖုရားသခင်စီမှာဆုတောင်းပြီးတော့ခွန်အားကိုတောင်းခံပြီးတော့ဒီဒုက္ခဆင်းရဲခြင်းတွေကိုတီးခံပြီးတော့သင်ကကြော်ဖြတ်လိုက်ပါအဆုံးသတ်မှာဖုရားသခင်ကောင်းကြီးမင်္ဂလာကိုပြင်ဆင်ထားတဲ့ဖုရားဖြစ်ပါတယ် ကျောင်းတမချန်းစာထဲမှာအာဗြဟံကတဲ့ဖျားသခင်ဂတိတော်ကိုဖျားသခင် သူ့ကို သာသမီပေးမယ်သူ့ကိုကောင်းကြီးပေးမယ်သူ့ကို အမြဲတိုးပွားစေမယ်လို့ဖျားသခင်ပြောထားတဲ့ဂတိတော်ကိုသူကတီးခံပြီးတော့စောင့်ဆိုင်နေဖျားသခင်ပြင်ဆင်မဲ့အချိန်ကာလကိုယုံကြည်ခြင်းနဲ့တီးခံပြီးတော့စောင့်ဆိုင်တဲ့ခါမှာအဲ့ဒီဂတိတော်ရဲ့အကျိုးကိုခံစားရတယ်လို့တမချန်းစာမှာတွေ့ရပါတယ်ဟေဘရဲဩဝါဒစာခန်းကြီး6အပိုင်ငယ်15မှာ ထိုတို့နှင့်အညီအာဗြဟံသည်တီးခံလျက်စောင့်နေပြီးမှဂတိတော်ကို ဝင်စားလေ၏လို့ဖော်ပြပါတယ်။အာဗြဟံကဘုရားခင်သူ့ကိုကောင်းကြီးပေးမယ်။သူ့ရဲ့အသက်တာကိုတိုးပွားစေမယ်။သူ့ရဲ့အမျိုးနွယ်ကိုကောင်းငင်ကျေကဲ့သို့သမုတ်တရားသဲလုံးကဲ့သို့များပြားစေမယ်လို့ဘုရားသခင်ကပြောဆိုပါတယ်။တို့ရတွင်အာဗြဟံကအဲ့ဒီချိန်မှာသာသမီတယောက်မှမရှိသေးပါဘူး။ဘုရားသခင်ကမဖြစ်သေးတဲ့အရာကိုအခုဖြစ်နေတဲ့ကဲ့သို့ဖော်ပြပါတယ်။ မင်းကောင်းငင်ကိုကြည့်လိုက်ပါရေတွက်နိုင်လားမရေတွက်နိုင်တော့အောင်မင်းအမျိုးနယ်ကိုမြပြစေမယ်တမုတ်တရားသဲလုံးတွေကိုရေတွက်နိုင်လားမရေတွက်နိုင်အောင်မင်းကကောင်းကြည့်ပေးမယ်ဒါပေမဲ့ဒီအချိန်မှာ तू နေစရာနေရာတော့မရှိပါဘူးဟိုပြောင်းလိုက်ဒီပြောင်းလိုက် तू ဟာနေနေရတာဖြစ်ပါတယ်ဒီအချိန်မှာသားသမီးတယောက်မှမရှိသေးပါဘူးဒါကိုလူမျိုးကြီးဖြစ်စေမယ်မင်းရဲ့အမျိုးနွယ်ကိုကောင်းကြီးပေးမယ်လို့ဖခင်ပြောနေခြင်းကတဘာဝမကြပါဘူးလူအနေနဲ့ဆိုရင်တော့ဒါကြီးကဘလို့လဲ ဖယားသခင်ကမဖြစ်သေးတဲ့အရာကိုဖြစ်နေတကယ်လို့ပြောဆိုတယ်ဖယားဖြစ်ပါတယ်။သင်ကယုံကြည်ဖို့ပဲဖြစ်တယ်။အာဗြံကဖယားသခင်ပြောတဲ့အရာတွေကဖြစ်မလာသေးပါဘူး။ဒါပေမဲ့ तू ကတီးခံနေ။အခုလက်ရှိအခြေအနေတွေကိုတီးခံပြီးတော့ဖယားရဲ့ဂတိတော်ကိုစောင့်ဆိုင်းတဲ့ခါမှာတဲ့အဲ့ဒီဂတိတော်ရဲ့အကျိုးကိုခံစားရပြီးတော့ဂတိတော်ကိုဝင်စားရတယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်။ဒါကြောင့်မို့ချစ်တော်ညီတော်စီတိုင်းအာဗြံကဲ့သို့ဖယားသခင်ဂတိတော်ကို တီးခံလျက်စောင့်ဆိုင်းပြီးတော့လက်ရှိအခြေအနေမှာဘလို့ပဲဒုက္ခဆင်းရဲခြင်းတွေရှိပါစေလက်ရှိအခြေအနေမှာဘလောက်ပဲနာကျင်စရာတွေရှိပါစေတီးခံလျက်ကြော်ဖြတ်လိုက်ပါဘုရားသခင်ပြင်ဆင်ထားတဲ့အရာတွေကိုမျှော်လင့်ပြီးတော့ဝမ်းမြောက်လိုက်ပါဆုတောင်းပတနာပြုပြီးတော့ဘုရားသခင်စံမှာခွန်အားတောင်းခံပြီးတော့တီးခံခြင်းအပြင်သခင်ဘုရားကြွလာတဲ့အတိုင်းအောင်တီးခံလျက်စောင့်နေခြင်းအပြင်ဘုရားသခင်ကောင်းကြီးမင်္ဂလာနဲ့နေ့ရက်စဉ်တိုင်းကိုအသက်ရှင်နိုင်မယ့်အကြောင်းဝင်ကားပါလေအားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ